ဒီမြင်ကွင်းကိုချော်ပါတုံးကမြင်လိုက်ရပြီးအရန်အံ့ဩနေတဲ့အချိန်လူပီးကိုပါမြင်လိုက်ရပါတယ်။ဖီယိုကိုယိုကလည်းဘလို့အစွမ်းထက်လိုက်တဲ့အမျိုးသမီးကြီးလဲလို့ပြောနေတဲ့အခါတာမန်အမျိုးသမီးကြီးမဟုတ်ပဲသူကယိုကွန်တယောက်ဆိုတာကိုလူပီးကပြောပြလိုက်ပါတယ်။ကွင်းကလည်းပြန်ချလာပြီးဒီလောက်လေးကသူ့ကိုမတိုးဘူးဆိုကအပေါ်ကိုခုန်လိုက်ပါတော့။ကြားလာတဲ့အချိန်နဲ့ဗမန်းကိုတိုက်ခိုက်ပေမဲ့ဗမန်းကလည်းပြန်ပြီးထိန်းထားခဲ့ပါတယ်။ကွင်းကသူ့ယိုကွန်ရဲ့ခေါင်းကိုလည်းပိုင်ရတော့မယ်။ပယ်ရီလေးစပြုတ်ကလည်းသူ့ဟာဆိုပြီးရီမောနေပါတော့။ဒါကိုဗမန်းကဒေါ်ရိုက်ထွက်လာပြီးကွင်းကိုပြစ်ချပြီးနောက်ခေါင်းကနေကင်ပြီးဟွေရမ်းနေပါတော့။ ။ပါဇက်ကနေလေပန်းလေးစပြုတ်ပေးပါဆိုပြီးအော်ဟစ်နေကကွင်းကိုပြစ်လွတ်လိုက်ပါတော့ရဲ့။ကစ်တိုးကိုခြိထားတဲ့တန်တိုင်းတွေလည်းပျက်စီးသွားပြီမလို့ကစ်တိုးကလည်းအပြင်ကိုထွက်လာနိုင်ခဲ့ပါပြီ။ကွင်းကလည်းမူလားပုံစံပြန်ပြောင်းပြီးတတိပါလက်နေခဲ့ပါရဲ့။ပြမန်ကတော့ပိန်လေးစပြုတ်ကိုအနမ်းခံနေပြီးအနမ်းပြင်းပြင်းတစ်ခုရပြီလို့ဆိုပါရယ်။ဝါဒန်ကလည်းဒီကိစ္စကိုခိုင်တိုးစီဆက်တွေ့ဖို့အဆောင်တွေကိုအမိန်ပေးနေခဲ့ပါရယ်။အဆောင်တွေကအထက်မှာဘာရှိမှန်းမသိတဲ့အချင်းထောင်ကပွင့်နေလို့ထူးဆန်းနေခဲ့ပါရယ်။ တာဝါထဲမှာလဲခိုင်နှုတ်စီဆက်တွေ့ဖို့လုပ်နေတဲ့အဆောင်ကိုခါယာဘူးကသူ့ရဲ့အစွမ်းနဲ့အပြတ်ရှင်းနေခဲ့ပါတယ်ခရုတွေကအိုနီဂါရှိမာစီဆက်တွေ့လို့မရတော့ဘူးမလို့ဝါဒနဲ့တိုင်ပတ်နေပါတော့ရင် အလုံးကကတောင်းကနေနေဖြစ်နေရကြောင်းလုံချုံရေးအင်အားနည်းနေတဲ့အချိန်ရိုက်ဆိုကလည်းအထဲကိုခိုးဝင်မှုလုပ်နေပြီးခါဖူကလည်းအတော်အကူအညီရရလို့ဆိုပါတယ်။စမတ်စနေးတွေမှာစိုးကျတစ်ခုရှိပြီးနေမီတိုင်းမှာတက်ဆင်ထားတဲ့ဘော့စနေးစီကိုအရင်ပို့ဆောင်ရတယ်။အဲဒီကနေလက်ခံစနေးတွေစီကိုတဆင့်ပြန်ပို့ရတာမလို့ဘော့စနေးကိုဝါးမြူလိုက်ရင်အဆက်တွေလုံးဝပြကျသွားလိမ့်မယ်လို့ခါဖူကပြောခဲ့ပါတယ်။တစ်ဖက်မှာလည်းဖင်မန်းကအနံ့အတိုင်းလိုက်ရှာနေတော့ပက်ဒီလေးစပြုတ်ကိုအိုးလိုက်တွေ့လိုက်ရတာကြောင့်မလို့အရန်ပြောနေပါတော့ရဲ့။အဆောင်တယောက်ကအဲဒီအိုးထဲမှာဘာမှရှိမနေကြောင်းဝင်ပြောလိုက်တော့ဝါးထဲနဲ့အ န်းကိုလန်သွားခဲ့ရပါတယ်။အဲ့ဒီထဲမှာဘာမှမရှိနေတာတာတည်သွားရင်ဒေါတာကငယ်တဲ့ကိုရောက်ပြီးတော့အားလုံးအသက်ပြစ်ခံရတော့မှပဲလို့ဝါဒန်ကတွေးနေချိန်ဘင်မန်းကလည်းအိုးကိုဖွင့်ကြည့်လိုက်ပါတယ်။ဒါပေမဲ့ဘာမှမတွေ့လိုက်ရတဲ့အခါမှာတော့ဝါဒန်ကအားလုံးကိုဒီကနေ့အမြန်ထွက်ကြဖို့အမိန်ပေးလိုက်ပါတယ်။ပန်နီလေးကအရန်အရတာရှိတာမလို့ဒီခန်းစားချက်ကိုနားလည်ပြီးလူဖီကသူတော်မှထက်စားချင်နေတာလို့ပြောလိုက်တော့လူဖီစာပြစ်လိုက်တာဆိုတာအားလုံးကတည်သွားခဲ့ရပါပြီ။သူတို့ကိုပြန်တွေးလို့ဝမ်းတမဲ့ကြံကရှိတဲ့ပြဿနာတွေပဲထပ်လုပ်နေတာပဲလို့ချော့ပါကလည်းပြောနေခဲ့ပါရဲ့ ပင်မကသူ့ရဲ့ပဲဒီနေဆပြုတ်ကိုလူဗီစားပြစ်လိုက်တယ်လားဆိုပြီးဒေါရာကြီးနဲ့တိုက်ခိုက်ပါတော့တယ်။လူဗီတို့လည်းရှောင်ရှားနိုင်ပေမဲ့စီနာကိုရောက်ရတာမလို့လေဘကအတံမီတာတဲ့အခါအ мян ပြန်ထရပါတော့တယ်။ပင်မန်ကခွင့်မလို့နိုင်ဘူးလို့ပြောတဲ့အခါလူဗီလည်းခဏလေးစောင့်ပေးပါဗင်မန်လို့ခေါ်လိုက်ပါတယ်ဗင်မန်ဆိုတာကဘသူလဲပန်နီလေးကိုစားလိုက်တဲ့နေကရောဘသူလဲလို့ဗင်မန်ကမေးတော့လူဗီလည်းသူ့ကိုမှတ်မိဘူးလားလို့ပြန်မေးလိုက်ပါတယ် ဗမန်နာအခုအသေးစိတ်လွတ်သွားမယ်ဆိုရင်ဘယ်သူမှတားဆီးနိုင်တော့မှမဟုတ်ဘူးလို့ချော့ဘတ်ကလည်းပြောနေခဲ့ပါရဲ့စီနာကတ်နေပြီးတော့နောက်တစ်ချက်သာထိုးလိုက်ရင်သွားပြီလို့ဟီယိုဂီယိုကလည်းပြောနေခဲ့ပါရဲ့အဲ့ဒီအိုဒဲမာတာပိန့်တေဆိုပြောအပြည့်ရှိနေရင်မြို့ကလူပိုင်းနဲ့ဝင်မြစားလို့ရတော့မှလို့ဗမန်ကပြောတော့ချော့ဘတ်ကအဲ့ဒီမျိုးဆိုတာကအိုကိုပိုရဲ့မျိုးလားလို့တွေးနေခဲ့ပါရဲ့အားလုံးကစင်းရဲပေမဲ့ကျင်နာကြတာမလို့ကျေးဇူးတင်တဲ့အနေနဲ့ပိန့်တေဆိုပြောကိုပြန်ယူသွားပေးခြင်းခဲ့တာလို့ဗမန်ကချက်ပြောတဲ့အခါချော့ဘတ်လည်းအယံအံ့ဩနေပြီးတော့စာလောင်နဲ့ဝေနာဖြစ်တာမဟုတ်ဘူးဆိုတာကိုတည်သွားခဲ့ရပါရဲ့ ဘာလို့စားပစ်လိုက်တာလဲဆိုပြီးဘမကဒေါသကြီးနဲ့ထပ်ပြီးတော့ထိုးလိုက်တော့ကျန်တဲ့ကွင်းပြင်ကလည်းပြက်စီးသွားပြီးလူဗီတိုလည်းစီးပြင်ကိုထွက်သွားခဲ့ရပါပြီအပြင်ရှောက်တာနဲ့လေဘက်ကအတန်တွေတောက်လျှောက်မိတာမလို့လူဗီလည်းတေကွင်းမပေးနိုင်ဘူးဆိုပြီးဒေါသကြီးနဲ့လေဘက်ကိုဖျက်စီးပြဖို့လုပ်ပါတော့ရယ်လူဗီမတိလိုက်ခင်မှာပဲခန္ဓာကိုယ်တဲကစီးစင်းလာတဲ့ဟာကီစွမ်းကြီးဟာလက်ကိုရှောက်လာပြီးလေဘက်ကိုဖျက်စီးပြခါအဝေးကိုအမြန်လွတ်ပြစ်နိုင်နိုင်ခဲ့ပါရယ် ။နှစ်ယောက်လုံးကလွတ်မြောက်သွားခဲ့ပြီးတော့လက်ပတ်တွေကလည်းဒီထဲမှာပဲပောက်ကွဲထွက်သွားခဲ့ပါရဲ့။ဒါကိုလူဖီကသူ့ကိုယ်သူအန်အောနေပြီးတော့သူဘာလို့မိခဲ့တာလဲလို့ဟီယိုကီယိုကိုပြောရင်းအယံပျော်နေပါတော့ရဲ့။ ဗမန်ကလည်းရှိနေသေးတာမလို့လူဗီကပြေးချဖို့ပြောတဲ့အခါအခုအဲ့ဒီခန်းစားချက်ကိုမမေ့လိုက်သေးခင်သူ့ကိုကာကွယ်ပေးဖို့ဟီယိုဂိုကပြောလိုက်ပါတယ်။တေးရှင်အချင်းတစ်ခုကမင်းရဲ့စွမ်းအစစ်မှန်ကိုထုတ်ပြပေးလိုက်မယ်လို့ဟီယိုဂိုကပြောတော့လူဗီလည်းအခုကလေးကျင့်တာများလားလို့ပြန်ပြောလိုက်ပါတယ်။သူကြရှုံးသွားရင်ဟီယိုဂီကိုတရားလိုက်မယ်လို့လူဗီကပြောပေးမယ်ဟီယိုဂီကတော့သူကိုယ်တိုင်လူဗီရဲ့အစွမ်းကိုတည်နာလေလို့ဆိုပါတယ်ဟီယိုစွမ်းရည်လာလို့လူဗီကမေးလိုက်ပြီးခနာကိုတဲကဟာခီကိုခနာကိုကနေလက်ကိုစီးစင်းလိုက်ပါတော့ရယ် ဒီပြကပြမန်းကိုတားဆီးဖို့လုံနေခဲ့ပြီးတော့ really စာဖို့ဒီမှာတုန်းကခင်မီးရဲ့လေဘက်ကိုချွတ်ပေးခဲ့လို့မျိုးတော့မလုံနိုင်သေးဘူးဆိုကအရင်ကအကြောင်းလေးတွေကိုပြန်တွေးနေခဲ့ပါတယ်။ ဝီလီဟာလက်ကိုဟာကီစီးစင်းစေပြီးလက်ဖက်အသွင်းပိုင်းကိုဖျက်ဆီးပေးပြရတဲ့အဝေးကိုအမြန်လွတ်ပစ်ပေးခဲ့တာပါ။နှစ်နှစ်လေးချင်းခဲ့တဲ့နောက်မှာအဲ့ဒီပညာကိုကျွမ်းကျင်ဖို့မနည်းဆက်ခဲ့ဘူး။အဲ့ဒီပညာက VOO ပေါ့လို့လူဗီကပြောခြင်း။သူလည်းကြံမိကြံရလုံးမိသွားခဲ့တာမလို့ဘလို့လုံးမိခဲ့လဲဆိုတာကိုတော့မသိတော့ဘူးလို့ဆိုပါရဲ့။လူဗီအခုသုံးမိလိုက်တဲ့စွမ်းအင်ကသူတင်ပေးထားတာထောက်မှကျော်လွန်နေတာမလို့ပမန်းကိုတေချာပေါက်တားဆီးနိုင်လိမ့်မယ်လို့ဟီယိုဂိုကလည်းတွေးနေခဲ့ပါရဲ့။ဟီယိုဂိုကသူတေသွားတဲ့ရပါတယ်လို့ပြောနေခဲ့ပြီးချော့ပါကလည်းလူဗီတာဆိုရင်တေချာပေါက်လုံးလိုက်မယ်ဆိုတာကိုယုံကြည်လို့နေခဲ့ပါရဲ့။လူဗီကသူ့ အရှင်ဆုံးသူ့ရဲ့လက်တွေ့တဲကိုဟာကီစီးစင်းနေတဲ့ဘင်မန်းရိုက်ချက်ကြောင့်လွင့်ထွက်သွားခဲ့ရပါတယ်။ ဟီယိုကီယိုဘာနိုင်ငံတဲမှာညံ့နေလို့လူဖီလက်သူမအောင်မြင်ခဲ့ဘူးဆိုကဟီယိုကီယိုကိုတောင်းမမီဆွဲထုတ်ပေးလိုက်ပါတယ်။ဟီယိုကီယိုကသူ့ကိုယ်သူကြိုတင်ကာကွယ်တဲ့အနေနဲ့ VOO ကိုအတုံးပြုထားခဲ့ပါတယ်လို့လူဖီကိုပြောပြလိုက်ပါတယ်။လူဖီကိုတင်ပေးနိုင်တာကခန္ဓာကိုယ်အပြင်ဘက်ကဖုံးအုပ်တဲ့ VOO နီးစနစ်ပြောရရင်ဟာကီဟာကီဆိုတာကမမြင်ရတဲ့အကာအကွယ်ကိုခုခံပြီးတံပြန်တိုက်စစ်လိုမျိုးလဲတုံးနိုင်တဲ့စွမ်းရင်တစ်ခုအဲ့ဒါကိုတည်းအဆင့်တိုးမြင့်လိုက်မယ်ဆိုရင်ဖုံးလွှမ်းထားတဲ့ဟာကီကပိုအစွမ်းထက်လာလိမ့်မယ်။ရန်သူခန္ဓာကိုယ်တည်းဝင်ပြီးအသွင်ဘက်ကနေဖြက်စီးသွားလိမ့်မယ်။ခုနကလေဘက်တွေ တွေကလည်းလူဗီရဲ့ဟာကီအစွမ်းနဲ့ပဲအသွင်းပိုင်းတွေကဖျက်ဆီးခံလိုက်ရတာလို့ဟီယိုဂိုကတရားရှင်းပြလိုက်ပါတယ်။လူဗီစီမှာအဲ့ဒီအစွမ်းကငကူကလေးကရှိနေတာဖြစ်ပြီးတော့အခုထိမသိမြင်သေးတာပဲရှိတာမလို့ကိုစွမ်းကိုယုံကြည်တိုက်ဖို့ဟီယိုဂိုကမှာပြီးတတိလက်သွားခဲ့ပါပြီ။လူဗီရဲ့သူ့လက်ပေါ်မှာတော့မသိတိုက်ဖို့ဟီယိုဂိုကိုအော်နှိုးနေခဲ့ပါတယ်။ ဗမန်ကလည်းသူဖိစီရောက်လာခဲ့ပြီးတော့တိုက်ခိုက်တဲ့အခါနှစ်ယောက်လုံးကချက်ချင်းထပြီးထွက်ပြေးပါတော့ရယ်တစ်ဖက်ကဥထုံတန်အလုသမားတွေထောက်မှလည်းတုံလုံးမှုတွေကိုခံစားနေရပြီးခယူးကလည်းတုံမရဖြစ်နေခဲ့ပါတယ်ဗမန်ရဲ့တိုက်ခိုက်မှုတွေကြောင့်လူဖိလည်းတန်စခန်းနဲ့ထိကိုဝင်ရောက်လာခဲ့ပါပြီလူတယောက်ကလည်းအဲ့ဒီကောင်လေးကဘသူလဲလို့မင်းနေခဲ့ပါတယ်ကွင်းတောင်မသားစီးနိုင်ခဲ့တာမလို့ဝါဒန်ကတူတူလဲဘာမှမလုပ်နိုင်ဘူးလို့ပြောနေတာကိုကွင်းကကြားသွားခဲ့ပါတယ် ဝါလုံးတိုင်းပြည်ကခိုင်တို့အုပ်စိုးနေတဲ့နေရာမလို့အဲ့ဒီအဖွားကြီးကိုစိတ်ကြိုက်လောက်ခွင့်မပေးနိုင်ဘူးလို့ကွင်းကပြောလိုက်ပြီးသူ့မှာအကြံရှိနေတာမလို့တခြားနားထောင်ကြဖို့ထပ်ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းလူဗီတယောက်ဗမန်လက်ကန်းနေထွက်ပြေးလို့နေခဲ့ပါတယ်။ဗမန်ဆိုတာမြင်းနဲ့အတိုင်းပဲတောဝက်ရိုင်းတကောင်လို့ပဲမလို့ဥဒုံအနားပက်လက်ကိုဆက်သွားနေရင်ဒီကိုပြင်ရောက်မှကြောင်းထောင်ချပြင်ဆင်ပြီးကွင်းကသူကိုယ်တိုင်ရှင်းထုတ်ပြစ်မယ်လို့ဆိုပါတယ်။ခီကူကလည်းဝင်ပါဖို့လှုပ်တဲ့အခါချောပကတားလိုက်ပြီးသူတို့ရှင်ပြိုင်နိုင်မဲ့သူမဟုတ်လို့လူဗီကိုပဲအထားလိုက်ရအောင်လို့ဆိုပါတယ်။ ခါဝါမဆူကလည်းထောင်တစ်ခုလုံးကိုစောက်ထိုးဖြစ်အောင်လုပ်နိုင်တာပဲလို့လူဖြစ်ကိုပြောရင်ရှီမောနေခဲ့ပါတယ်။ထောင်သားတို့ကလည်းဒီအခွင့်အရေးနဲ့ထွက်ပြေးဖို့လုပ်နေခဲ့ပါတယ်။တစ်ဖက်ကကွင်းတို့ကလည်းပင်နီလီစပြောက်အိုးကိုထောင်ချောက်အတွင် ပြင်ဆင်ထားကြတဲ့အခါလူဖြစ်နောက်ကိုလိုက်နေတာကိုရှက်လိုက်ပြီးတော့ဘင်မန်းကအိုးစီကိုဥတီပါတော့တယ်။ဘင်မန်းကအိုးကိုဖွင့်ချိလိုက်နေတုန်းမှာပဲကွင်းကအချိန်နဲ့လာပြီးတော့ဘရာချီယိုဘွန်ဘာနဲ့တိုက်ခိုက်လိုက်ပါတော့တယ်။ဘင်မန်းရဲ့ခေါင်းကိုတက်တက်ကြီးထိသွားတာမလို့ဘင်မန်းလည်းတည်လက်မလို့တော့မှဖြစ်နေခဲ့ပါပြီ။ကောင်းကိုထီသွားတာကြောင့်ဘင်မန်းကသူ့ရဲ့သားသမီးတွေကိုတဖြည်းဖြည်းပြန်မှတ်မိသွားခဲ့ပါတယ်။ ။ဒါကြောင့်မဲ့လဲကြမတ်ကိုပြန်ထိန်လိုက်တာကြောင့်အားလုံးလည်းအံ့ဩနေခဲ့ပါရဲ့။ဗိမန်ကသူ့အခုအားလုံးကိုပြန်မှတ်မိသွားပြီလို့អော်ပြောလိုက်ပါတော့ရဲ့။ဗိမန်ကသူ့ဒီကိုဘာကြောင့်လာခဲ့တာ။ကင်းရဲ့အတိုက်ခိုက်မှုကိုခံရပြီးကန်းစက်မှတောင်းတင်ခဲ့တာ။အခုဘဝဲမျိုးမှာပိန်လေးစပြုတ်စားခဲ့တာအကုန်လုံးကိုပြန်တိသွားခဲ့ပါရဲ့။ဗိမန်ကသူ့ခေါင်းကိုထုလိုက်တာနင်လားလို့ကွင်းကိုမေးလိုက်တော့ကွင်းလည်းအယံကိုကြောက်လန့်နေခဲ့ပါရဲ့။ဗမန်ကကွင်းစီမှာပဲနီလေးစပြုတ်ရှိတာမလို့ပေးဖို့ပြောတဲ့အခါကွင်းနဲ့သူ့ဘဝဆုံးပြီလို့တွင်းနေတော့ဗမန်ကအိပ်ပျော်သွားပါတော့အဲ ွေနဲ့ချက်ချင်းစို့လို့တရားရဂိုင်း no percent စစ်တဲ့ species တုံးတွေကိုယူပြီးတော့ချုပ်ထားဖို့ပြောလိုက်ပါတယ်ဒီအတိုင်းနဲ့လည်းမရသေးလို့စိတ်ငြိမ်စေအခါတရားလောက်ပါထိုးပေးလိုက်ဖို့ကွင်းကပြောလိုက်ပြီးတော့လိုအပ်တဲ့အဆောင်ပဲနေခဲ့ဖို့နဲ့အားလုံးသင်းမောဖို့တက်ကြဖို့အမိန်ပေးလိုက်ပါတယ်ဒီဥဒုံတစ်ခုလုံးကိုလေဝါရန်ဖြစ်တဲ့ဘမ်ဘာနူကီစီပဲအထားထုတ်မယ်လို့ကွင်းကဆိုပါရဲ့ သူထသွားပြီဆိုတာနဲ့အရေးပေါ်ခေတ္တကာတွေနဲ့ဥတုံကိုအသေးပိတ်ထောင်သားတွေကိုလည်းတခြားပြန်ထည့်ဖို့မှာပြီးခွင်းကဖမန်းကိုခိုင်းလို့စစ်ကိုအမြန်ခေါ်သွားဖို့လုပ်ပါတော့ရင်ဒါတကူသာမာဒုကလည်းစောင့်ကြည့်နေတာမလို့တကားကလည်းတဖြည်းဖြည်းပိတ်နေတာကိုမြင်နိုင်ရပါပြီတကားကပိတ်နေပြီမလို့သာမာကလည်းအထဲကိုအမြန်ဝင်ဖို့လုပ်ပါတော့ရင်ဝါရင်ကအချင်းတကူမေးကြည့်တော့တကားတွေပိတ်လိုက်ပြီဆိုပေမဲ့ဥတုံကလုံးဝကိုအဆက်တွေပြတ်နေရလို့အဖွဲရတယောက်ကလည်းပြောလိုက်ပါတယ်။ဒါဆိုလူဗီကသူ့စိတ်သက်ကြလို့လို့ရပြီ။လေ့ကျင့်တာလည်းဆက်သွားလို့ရပြီလို့ဆိုပါရဲ့။ ဝါရင်ကလည်းလူဗီကိုဖမ်းဖို့အမိန်ပေးလိုက်တာနဲ့လူဗီလည်း VOO ကိုစမ်းတက်လို့နေကြည့်ခဲ့ပါပြီ။ဒါမှမဟုတ်ထိသွွားပြန်လာမလို့စိတ်တိုင်းမချဖြစ်နေခဲ့ပါရဲ့။ဟာကီနဲ့အပြင်ဘက်ကထိအောင်တော့ယုံနဲ့ခိုင်နဂိုအနိုင်ယူနိုင်မှာမဟုတ်လို့ဟာကီကူတာတေချာစီးစင်းခိုင်းနိုင်မယ်ဆိုရင်ခိုင်တို့လိုမာကျော့တဲ့ခြေကွန်တွေကိုတောင်မှဖျက်ဆီးပစ်နိုင်လိုက်လိမ့်မယ်ဆိုပြီးတော့စမ်းတက်ကြည့်နေမယ်မရပါဘူး။ဒါပေမဲ့ legend စရာတွေအများကြီးရှိနေတာမလို့ lubica 2တေချာပေါ့ vio oko ကျွမ်းကျင်ရမယ်လို့ဆိုပါတယ် တပတ်ကခိကူကလည်းအိုလင်းကိုတွားခဲ့ကြမယ်လို့နေလို့ချော့ဘကတူတော့ကလူဗီကိုကူညီပေးရမှာလို့ပြောပြီးတော့တိုက်ပွဲတဲကိုဝင်လာပါတော့ရင်တပတ်ကလူဗီကလည်း VOO ကို၃နိုင်တဲ့အထိတယောက်ပြီးတယောက်နဲ့လေးချင်းနေတာကိုခါဝါမဆုကရှီမောနေပြီးတကယ်ကိုအင်အားပြည့်ဝတဲ့ခလေးတယောက်ပဲလို့ဆိုပါရဲ့ဝါနိုင်ကလည်းတုံးစားမရတဲ့ကောင်တွေလို့အဖွဲသားတွေကိုလာပြောနေခဲ့ပါရဲ့ထောင်သားတွေကလည်းရှိနေသေးတာမလို့ဝါနိုင်ကအဲ့ဒါကိုအစင်တင်းပြင်ထားဖို့ဒိုင်ဖူဂူဂူပြောလိုက်ပါတယ်ထောင်သားတွေကလည်းလူဗီတယောက်ထိန်ကုန်မဲ့နေတာဒုက္ခအကြီးကြီးတွေ့ရတော့မှဖြစ်ပြီးတော့ဘာပြောချင်လဲဆိုတာကိုသဘောပေါက်လာလို့မေးလိုက်ပါတယ် ထောင်သားအလုပ်ကလည်းထိတ်လန့်လို့နေခဲ့ပါပြီ။သူ့ရဲ့လောက်ရကြောင့်မင်းတို့ကွန်မြက်ခံရလဲကိစ္စမရှိဘူးလားလို့ဝါဒကပြောလိုက်ခါစီးမြင်းတွေကိုပြန်လဲရွတ်ဖက်ပြပါတော့ရင်ပထမဆုံးရှာစဝဲမှုအတွက်လက်တွေဖြတ်ခံရမယ်ဒုတိယအတွက်ဆိုရင်ခြေထောက်တတိယအတွက်ဆိုရင်ကဘာလဲဆိုတာကိုသဘောပေါက်တယ်မလားလို့ဝါဒကထပ်ပြောလိုက်ပြီးလူပိကိုဖမ်းချဖို့အားလုံးကိုပြလိုက်ပါတယ်။ ထောင်သားတွေကမင်းပြောတာကိုနားထောင်မှာမဟုတ်ဘူးလို့လူဗီကပြောနေတော့ထောင်သားတွေကလူဗီကိုဝိုင်းဖန်းကြပါတော့ရဲ့လူဗီကသူဟာမင်းတို့နဲ့တပွဲသေးပဲလေလို့ပြောနေပေမဲ့ထောင်သားတွေကသူတို့ဒီကနေ့ထွက်သွားနိုင်တယ်။အိုချင်းနဲ့ခိုင်တို့လိုက်တာကပြီးဆုံးတော့မှမဟုတ်ဘူးလို့ဆိုပါရဲ့အားလုံးကအိုတန်အတွက်တိုက်ခိုက်ခဲ့ကြရပေမဲ့ခိုင်တို့ကမိသားစုနဲ့မိတ်ဆွေတွေကိုတက်ဖြတ်ပြပြီးတော့တိုက်ခိုက်ခဲ့တယ် ခုနကရာစုကြီးရဲ့ကွက်မြတ်ပွဲကိုကြည့်ပြီးတော့အရင်ကခန်းစားခဲ့ရတဲ့ကြောင်းရင်မှုနဲ့စိတ်ပြက်အားငယ်တဲ့ခန်းစားချက်တွေကိုပြန်ရလာခဲ့တယ်။ဒီကဖောက်ထွက်နိုင်သွားမယ်ဆိုရင်တော့မှသွားဖို့နေရာလည်းမရှိစားစရာလည်းမရှိဘာမှမရှိဒီတိုင်းပြည်ကလွတ်လပ်မှုဆိုတာဘာမှမရှိတော့ဘူးလို့အားလုံးကဝိုင်းပြောကြပါတော့။အေးငါတို့ကမလို့အတဲမျောလင်းချက်တွေကိုထမပေးပါနေတော့ဆိုပြီးတော့အားလုံးကငိုယိုနေကြတဲ့အခါတနက်ပြစ်တန်တစ်ခုကိုကြားလိုက်ရပါရဲ့။ထီသွားတဲ့သူဟာကူးဆက်တဲ့ပလေယောဂါလို့ဖြစ်လာပြီးတော့အဲ့ဒီလူကိုထိတဲ့သူကိုပါထပ်ပြီးတော့ကူးဆက်စေပါတော့အေး ဒါကဥပမာအနေနဲ့တော့ပြတ်တာမလို့တရရောက်ကမဟုတ်ရလုံးမယ်ဆိုရင်တို့ဖြစ်သွားစရာလိမ့်မယ်လို့ဒိုင်ဖူဂူကပြောလိုက်ပါရဲ့ထောင်သားတွေရဲ့တပုံစိတ်တက်ကအစိုးကြီးကတဲ့ကပျက်စီးသွားခဲ့ပေမလို့မင်းနဲ့အတူဝိုင်းပြီးတော့တိုက်ခိုက်လိမ့်မယ်လို့ထင်နေရလားလို့ဒိုင်ဖူဂူကလူဖီကိုပြောလိုက်ပါရဲ့လူဖီကသူအဲ့လိုမျိုးကိုအပြစ်ခံမှာမဟုတ်ဘူးလို့ပြောတော့တရောက်ပြစ်ခံရမယ်ဆိုရင်ကူးဆက်သွားကြမှာနားမလည်ဘူးလားလို့ဒိုင်ဖူဂူကပြန်ပြောပါရဲ့ လူဗီလဲသူနာကနေခွဲထွက်ကြဖို့ပြောရမယ်အားလုံးကတော့တေဖို့ကိုစိတ်ဆုံးဖြတ်ထားကြတာမလို့လူဗီလဲသူတို့လုံနေတဲ့ကိစ္စတွေကိုအကုန်ပြောလို့ရရင်အင်ရတွေပြန်တက်လာမှာပဲလို့ပြောလိုက်ပါရဲ့အဲ့ဒီအချိန်ခါဝါမဆူရဲ့ရှီတန်ကထွက်ပေါ်လာခဲ့ပြီးခိုင်တို့ကိုစော်ဖို့နောက်ဆုံးအခွင့်အရေးရှိနေတဲ့ဆိုတာကိုပြောပြလိုက်ဖို့လူဗီကိုလမ်းပြောလိုက်ပါရဲ့တခါမှမဖွင့်တဲ့ထောင်သေးကနေစကားပြောတဲ့ကိုကြားနေရတာမလို့အသက်ရှင်နေတရလာလို့ဝါဒန်ကလည်းပြောနေခဲ့ပါရဲ့ အထက်မှာဘယ်သူရှိရင်လဲဆိုတာအားလုံးကမသိတာမလို့ဝါဒကပြောပြဖို့လုပ်ပါတော့တယ်။စက်ရုံစွန့်ပြစ်ရှည်တွေပါနေတဲ့ငါးတွေကိုကျွေးနေခဲ့ရင်တေသွားခဲ့မယ်ဆိုပေမဲ့အဲ့ဒါကလွန်ခဲ့တဲ့73နှစ်က OHC အမိန်ပေးခဲ့တာဖြစ်ပြီးတော့ကွက်မြတ်တာနဲ့အလားတန်တူတယ်ဆိုပေမဲ့ OHC ရဲ့အမိန်မနာခံလို့မရဘူးလို့ဝါဒကဆိုပါတယ်။အထဲမှာဖန်ထားခဲ့တဲ့သူကအခါဆာဘာ၉ယောက်ထက်ကတယောက်ပဲလို့ဝါရံကပြောပြီးတော့အခုပဲတပစ်လိုက်တော့ပို့လေအမိန်ပေးလိုက်ပါတယ်။ မတော်ဆတည်ဆုံးမှုအဖြစ်လုပ်ပစ်မယ်လို့ဝါနာကပြောနေတော့မှာပဲခီကူကလည်းဒီရှီတန်ကခဝါမဆူဆိုတာတိပြီးတော့ဝင်ကူဖို့လုပ်ပါတော့ဟင်ခဝါမဆူကလည်းသူ့ကိုတိုက်ခိုက်ဖို့လာနေတဲ့သူကိုငါအရှုံးနဲ့ပြန်ပစ်လိုက်ပါရင်ဒီအမောင်တရားထဲမှာတခင်အချောင်းကိုပဲတွင်းနေခဲ့ပြီးတော့73နှစ်ကြာတီးခံခဲ့တယ်ငါခဝါမဆူကဘလို့ပဲဖြစ်ဖြစ်မင်းတို့ကိုဘယ်တော့မှရှုံးနိုင်မှလည်းမဟုတ်ဘဲနဲ့အခါစားပါ9ယောက်ထက်ကတယောက်ဖြစ်တဲ့ခဝါမဆူခပ်ပါတယောက်အသက်ရှင်လျက်ရှိနေတည်တယ်လို့ပြန်ပြောလိုက်ပါတော့ဟင် ။ဒါလေးကတော့ one piece အပိုင်း238ဖြစ်ပြီးတော့အပိုင်း239ဆက်တင်ပေးနိုင်မို့သူက like လေးတရားချက်စနေပြီးတော့ comment လေးကျွန်တော်မှတ်ပေးခဲ့ကြပါအောင်။ channel လေးလည်း subscribe လေးမလုံးဝနဲ့လုံးပေးသွားခဲ့ကြပါအောင်။ကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့စမတ်ပါ။